အားလုံးပဲမင်္ဂလာပါအခုတစ်ခါမှာတော့ဒီ Chrome browser တွေမှာကိုကဘုံမလုတ်ထားတဲ့ link တွေကို export လို့ထောက်ရမလဲပြီဆိုရင် import ဘယ်လိုပြောင်းသွင်းရမလဲဆိုတာကိုပြပြမယ်မှာဖြစ်ပါတယ်အဲ့တော့အခုဒီမှာတစ်ချက်ဒါလေးလောက်ပြလိုက်မယ်ဒါဆိုရင်ဒီ account နဲ့တစ်ချက်ဝင်လိုက်မယ်ဒါဆိုရင်ဒီဘားထဲမှာကျွန်တော်ဒီမှာဒီ link လေးတွေကိုဒီမှာဘုံမမှတ်ထားတာရှိပါတယ်ဒါဆိုဥပမာဆိုရင်မကျူအာကုတ်ဆိုတော့ကျူအာကုတ်တဲ့ဒီ link တွေမှတ်ထားတယ်ပြီဆိုရင်ဥပမာဆိုရင်ဒီ YouTube channel ဆိုတော့ YouTube channel မှတ်ထားတယ်အဲ့လိုပဲနောက်ပြရရင်ဒီမှာ ဒီ social ဆိုလဲ social media ပေါ့နော်ကိုသုံးနှုတ်စာတွေကိုဒီထဲမှာမှတ်ထားတာတွေရှိပါတယ်ဒါတွေကအကြောင်းမျိုးကြောင့်ကိုကပြတ်သွားနိုင်တယ်ဒီ chrome ကို install လုပ်ရတဲ့လူပဲဖြစ်ဖြစ် install လုပ်ရတဲ့လူပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာဒီဘုံမှတ်ဘာတိုင်းကြီးဘာလည်းမှတ်မှတ်ထားတာဒီ link တွေပြတ်သွားနိုင်တယ်ဥပမာနောက်ထပ် window တင်လိုက်တဲ့ခါမှာဆိုရင်လဲဒီဘုံမှတ်ကြီးကဒီကိုမှတ်ထားလင့်တွေကပြန်ရချင်မှရတာမှာဟုတ်ပြီဒါမျိုးဆိုရင်ကိုကအလွယ်တကူပြန်ယူလို့ရအောင်ဘာလို့လို့ရလဲဆိုရင်ဒီ data တွေအကုန်လုံးကို export ထုတ်ထားလို့ရပါတယ် အခု SEO ထုတ်ထားလိုက်မယ်ဆိုရင်ကြတော့ဥမာ SEO ထုတ်ပြီးကိုတနေရာမှာတင်ထားမယ်ဒါမှမဟုတ်စတက်မှာတင်ထားမယ်ဆိုရင်အဲ့ဒီကောင်ကိုပြန်ပြီးထည့်လိုက်တာနဲ့ကိုမှတ်ထားတဲ့ဒီ link တွေဒီပုံစံအတိုင်းနဲ့ပြန်ထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီပုံစံမျိုးလေးကိုအခုလောက်ကြည့်မယ်ဒါဆိုရင်အခုဒီမှာဒီ desktop ပေါ်ကိုဒီမှတ်ထားတဲ့ link လေးတွေကိုဒီပြန်ပြီးတော့ဒီ expo နဲ့ပြန်ထုတ်มาဖြစ်ပါတယ်အဲ့တော့ဒီအောင်တွေကိုဘယ်လိုသွားအောင်လဲဆိုရင်ဒီ chrome မှာ chrome မှာရှိတဲ့ဒီအဆက်လေး30ကို check click လိုက်မယ်ပြီးပြီဆိုရင်ဒီဘက်မှာရှိတဲ့ ဘုတ်မန်အန်လစ်ကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒီမှာဆိုရင်ဒီမှာဘုတ်မန်မန်နေဂျာဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ရမယ်ဟုတ်ပြီဒါဆိုပြန်ပြပေးမယ်ဒီနေရာမှာဒီအဆက်လေး30ရှိတယ်ဒီမှာရှိတဲ့ဘုတ်မန်အန်လစ်ကိုနှိပ်မယ်ပြီးပြီဆိုရင်ဒီမှာဘုတ်မန်မန်နေဂျာကိုတစ်ချက်ကလစ်ပေးလိုက်မယ်ဘယ်လိုပေးလိုက်ပြီဆိုတာ ਨੇ ကိုကဒီမှာမှတ်ထားတယ်ဒီကိုဘုတ်မန်လစ်နေအကုန်လုံးကဒီမှာပေါ်နေပြီဖြစ်ပါတယ်အဲ့တော့ဒီဘက်နောက်ဆုံးမှရှိတဲ့အဆက်30ကိုထပ်သွားမယ်ပြီးဆိုရင်ဒီမှာ expose ဆိုတာလေးရှင်းနှိပ်အောင်ပါပဲဒါဆိုရင် expose ကိုရှင်းနှိပ်လိုက်မယ်ဒါဆိုရင်သူကဒီမှာပေါ်လာပြီဘာလဲဆိုတော့ဒါပမာထားမယ်ဆိုပြီးမေးတာဖြစ်ပါတယ်အခုလက်လက်ရှိကိုကျွန်တော် desktop မှာပဲထားမှာဖြစ်ပါတယ် desktop မှာလက်ရှိမှာဘာမှမထည့်ထားသေးဘူးအဲ့ဒီမှာဒီဘက်ကျမ desktop ကို click ပေးပြီးတော့ဒီမှာသူ့ဟာသူနာမည်တော့တစ်ခုပေါ်လာတယ်ဒီနေ့ဒီနေ့ဒီမှာ date ကလေးနဲ့အဲ့တော့စက်တာ25ဆိုပေါ်လာပြီအဲ့တော့ design လေးပဲအခုဒီကောင်ကို save လိုက်မယ်ဟုတ်ဒါဆိုရင်ဒီ format file လေးကဒီမှာအခု desktop ပေါ်ရောက်သွားပြီအဲ့လို့ဆိုတော့ဒီကောင်ကိုအခုအဲဒီမှာဒါတွေကိုကိုက ဖြတ်ပြန်ဖြတ်လိုက်မယ်အဲကျွန်တော်တို့ခုကြောင့်ပြတ်သွားတာဖြစ်ဖြစ်ဖြတ်မိသွားတာပဲဖြစ်ဖြစ်ဒါဆိုရင်ဟိုဝင်းနုတင်လိုက်လို့ဒါမှမရှိတော့ပါဖြစ်ဖြစ်ဒါဆိုရင် input ပြတ်ထည့်ပါမယ်ဒါဆိုရင် delete လုပ်လိုက်ပြီဒါဆိုရင်အစပြန်သွားကြည့်မယ် crawl ဝင်လိုက်မယ် crawl ဝင်လိုက်မယ်ဒီမှာရှိရဲ့ဒီဖိုင်လေးရဲ့ဝယ်ဒီအကောင့်လေးတွေကိုဝင်လိုက်မယ်အဲ့တော့ဒီဘာထဲမှာဘာမှမရှိတော့ဘူး property ရှိမှာခုနကောင်ကကို export ထုတ်ထားတဲ့ဒီ desktop ဖိုင်လေးကို import ပြန်လုပ်မယ်ဒါဆိုရင်အခုဒီအဆက်30ကိုနှိပ်မယ် ပြီးဆိုရင်ခုနတိုင်းမဲ့ဒီဘုံမတ်ထဲကို setting နဲ့သွားရမယ်ဒီမှာဆိုရင် input ဘုံမတ် setting ဆိုတာရှိတယ်ဒီမှာ input ဘုံမတ် setting ဆိုတာလေး click တစ်ချက်ပေးမယ်အဲ့လိုပေးလိုက်ပြီဆိုရင်လည်းဒီမှာ data ပုံစံမျိုးလေးပေါ်လာတယ်ဒါလေးပေါ်လာပြီဒါလေးပေါ်လာပြီဆိုရင်ဒီနေရာလေးမှာတော့ကိုကယူရမှာဒီခုနကထုတ်တဲ့ file ကိုယူမှာအဲ့တော့ဘုံမဲ့ file ကိုဒီမှာတစ်ချက် click ပေးမယ်ပြီးဆိုရင်ဒီမှာတော့ choose file ယူခိုင်းတယ်ဘယ်မှာထားလဲဆိုတော့နေရာကိုသွားပြရမှာဖြစ်ပါတယ်အဲ့တော့ကိုသွားမယ့်နေရာကို click တစ်ချက်ပေးလိုက်မယ်ဒါဆိုရင် choose file ကိုနှိပ်မယ်ဒါဆိုရင်လက်ရှိဒီမှာ desktop ပေါ်တန်းပြီးရောက်နေပြီအဲ့တော့ desktop ပေါ်ကတင်ထားတဲ့ဒီ file လေးကို click ပေးပြီးတော့ open နှိပ်လိုက်မယ်ဒါဆိုရင်ချက်ချင်းပဲဒီမှာခုနကောင်လှထားတဲ့အကုန်လုံးဒီမှာပြတ်ပေါ်လာပြီဖြစ်ပါတယ်ဒါဆိုရင်ဒန်းလိုက်မယ်ဒါဆိုရင်ခုနတိုင်းပဲကိုအခုဒီမှာအလွယ်တကူပဲကိုရဲ့ဒီကိုမှတ်ထားတဲ့ပုံမှတ်တွေရဲ့နေရာကိုအလွယ်တကူပြန်သွားလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်အခုပြောခဲ့ပြတာတွေကတော့ဒီ Chrome browser တွေမှာ ကိုမှတ်ထားတဲ့ဒီ link တွေကို export ဘယ်လိုထုတ်ရလဲပြီးပြီးဆိုရင် import နဲ့ဘယ်လိုပြန်သွင်းရလဲဆိုတာကိုပြပြပေးတာဖြစ်ပါတယ်